အလောအလောမင်္ဂလာပါကျွန်တော် channel ရဲ့နေပြန်လဲကျေးဇူးပါတယ်လောက်ကင်ခွန်လန်းနေရရှိကြပါစေဒီကနေ့ကတော့ကျွန်တော်နေရနေနဲ့တောက်ရနေတဲ့ထပ်မံတင်ပြဖိတ်ခေါ်ထားတဲ့အလောက်ကင်ခွန်လန်းတွေကိုထပ်ပြီးတော့ဝင်ညံတော့မှဖြစ်ပါတယ်စုံတိလိုက်ပါပြီးတော့နှာစင်ပေးပါဦး channel နဲ့ပတ်သက်ပြီးတော့လည်းလိုအပ်တဲ့အကြံဉာဏ်များကို comment box မှာ channel ပေးလို့ရပါတယ်ဖိတ်ခေါ်ပါတယ်ဆိုရင်ကျွန်တော်တို့စလိုက်ရအောင်နော် โอเคဒီနေ့ပြထမဆုံးဖွဲ့စည်းတစ်ခုအနေနဲ့ဆို TM ဆိုတဲ့ organization ကရန်ကုန်အတွက် jewelry production manager ဆိုတဲ့ position ခေါ်လာတာပြောရတယ် YCDM အဖွဲ့ကရန်ကုန်တာမွေအတွက် head and nutrition coordinator MSI အဖွဲ့ကဘကူ region အတွက် medical doctor အဲပြီးတော့ doing organization ကမန္တလေးနဲ့ရန်ကုန်အတွက်ကို construction manager ဆိုတဲ့ position ရတူခေါ်လာတာရှိပါတယ်။ဆက်လက်ပြီးတော့အဖွဲ့အစည်းမဖို့ပြပေးမယ်။ဖိတ်ခေါ်ထားတဲ့လောက်ကိုင်းတစ်ခုရှိပါတယ်။အဲစင်ကူနဲ့မန္တရာမန္တလေးအတွက်ပေါ့နော် project coordinator နောက်ရန်ကုန်အတွက်ကို consultancy for youth engagement for peace and security ဆိုတဲ့ position တစ်ခုခေါ်လာတွေ့ရတယ်။အဲနောက် တပ်ဖွဲ့ကတော့ CFN ဆိုတဲ့ဖွဲ့ကမန္တလေးအတွက် project sister great tree ဆိုပြီးတော့ခေါ်ထားရှိပါတယ်နောက်တစ်ဖွဲ့ကတော့မြန်မာ medical association malaria ဖွဲ့က headquarter ရန်ကုန်တက်ကို HRN admin assistant ခေါ်ထားရရှိပါတယ်ပြီးတော့ health test အဖွဲ့ကလည်းအဲမကွေး region အတွက်အဲ call for proposal ခေါ်ထားပါတယ် video documentary service နားတော့ကျွန်တော်တို့ ဗီဒီယိုပညာရှင်တက်ပုံပညာရှင်တွေတက်ခေါ်ထားတဲ့ proposal ဖြစ်ပါတယ်တက်ပုံပညာရှင်တွေဝင်ရှောက်လို့ရတဲ့ proposal အာ position တခုဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ MME organization ကရန်ကုန် region အတွက်ကို project officer ခေါ်ထားရှိပါတယ်နောက်တစ်ခုကတော့ ADRE မြန်မာဘက်ကလည်းကလေးနဲ့စကိုင်းအတွက်ကိုကျွန်တော် mail officer ခေါ်လာတာရှိပါတယ်အဲ့တော့ MAM ဖက်ကလည်းရန်ကုန်ရီဂျင်တဲ့ Operation Officer Chain Program ဆိုတဲ့ Officer ခေါ်ရတာရှိပါတယ်အဲပြီးတော့ဒီ Union ကကလောအတွက် Volunteering Council Councilor ဆိုတဲ့ Position ကို Colonia တဲ့ခေါ်ရတာရှိပါတယ်နောက်တစ်ခုကတော့ ICRC ကမန္တလေး region အတွက် administrative assistant ဆိုတဲ့ position ခေါ်ထားတာရှိတယ် နော်ပီပီဂျီကေဖက်ကလည်းကြီးမြတ်တဲ့အတွက်ကိုအဲထောင်းရှစ်ကွန်မြူနတီပရိုဗိုက်ဒါဆိုတဲ့ position ခေါ်လာတာရှိပါတယ်နော်အဲနောက်တစ်ခုကတော့တောင်ကြီးအတွက်ပါ RI ဆိုတဲ့အ organization က position တောင်းခုခေါ်လာပါတယ်ဒါတော့ CY ကျွမ်းကျင်တဲ့အဲကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်အခွင့်အလမ်းဖြစ်ပါတယ်ပထမဆုံးအဲတခုကတော့ midwife ခေါ်ထားတာရှိပါတယ်တောင်ကြီး ရှန်စတိတ်အတွက်ပေါ့နော်နောက်တစ်ခုကအဲ nurse အဲ position ခေါ်ထားလိုက်ရှိတယ်။ပြီးတော့ medical team leader ဆိုတဲ့ position ၃ခုကိုတောင်းကြီးအဲ certain ရှန်စတိတ်အတွက်ခေါ်ထားတာအဲ position တွေဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ကျွန်တော်တို့ MEET ဝင် Meet organization ကလည်းအရန်ကို region တက်ကို assistant finance and HR manager ဆိုတဲ့ ခေါ်ထားတဲ့ position ရှိပါတယ်။ပြီးတော့ IOM အဖွဲ့ကလည်း Mendeley Data အတွက်ကိုကျွန်တော် Senior Programming Associate Head ဆိုတဲ့ position ခေါ်ထားရှိတယ်။နောက်ဆုံးတစ်ဖွဲ့ကတော့ Plan International အဖွဲ့ကနေ position လေးခုတော့ထိခေါ်ထားတာရှိပါတယ်။ပထမတစ်ခုတော့စစ်တွေးပေါ့နော်။စစ်တွေးအတွက်ကို Gender Equality and Inclusion Assistant ဆိုတဲ့ position ခေါ်ထားတယ်။ နောက်တစ်ခုကလည်းစစ်တွေ့ပဲ Child Protection Officer Mainstreaming ဆိုတဲ့ position ကိုစစ်တွေ့အတွက်ခေါ်ထားတာမျိုးရှိပါတယ်။နောက်တစ်ခုကလည်း Plan International Organization ကပဲစစ်တွေ့အတွက်ခေါ်ထားတာရှိပါတယ်။ Project Assistant ဆိုတဲ့ position ခေါ်ထားရပါတယ်။နောက်ဆုံး position ကတော့ Plan International ကပဲ Yangon Region အတွက်ကို Accountability Coordinator ဆိုတဲ့ position ရတူကိုပြခေါ်ထားတာရှိပါတယ်။ Okay ဒီနေ့ပြခေါ်ထားတဲ့လောက်ကင်ရတော့ နေရာဒေတာတီတီအလောက်ကန်တီတီနဲ့စုံနေတယ်နော်ကျွန်တော်တို့အလောက်ကန်ရှာပွင့်နေတဲ့ညကိုမနမရတဲ့အဲတိုက်ဆိုင်ပြီးတော့အလောက်ကန်ခွန်းနဲ့ရရှိကြပါစေကျွန်တော်ရဲ့ channel လေးပုံကိုလည်း like တွေ share တွေလုပ်ပေးပါဦးအဲပြီးတော့ subscribe လေးလုပ်တော့ပြဖို့လည်းမိသားရက်ကံပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်